ဆက်လုပ်ပြီးတော့အစီအစဉ်ရတာပြီးတော့သူငင်းရဲရေးစင်းမှုစဉ်းစားကောင်းပြီး UPDJ စီဥက္ကရာနိုင်ငံရေးဂျန်နယ်ပုံမှာအဖွဲ့မှာသာလွှဲချပေးပါတယ်ဒီကနေ့ဒီလိုဆောင်းလာတဲ့အရင်များအားလုံးကိုဆက်ပါမယ်။ဒီစားစီးရေးကဲဒီကနေ့ဆက်ပါမယ်။ဒီနေ့ရင်းရင်းချင်းချက်ပြီးတော့ဒီလိုမျိုးဆောင်းပါမယ်။ ဒီနေ့ဆက်ဆံဆိုတာကအပိုင်းပတ်သက်တဲ့ဒီနေ့ဆောင်ဒီချိန်လေးကိုကျွန်တော်တို့လည်းဆက်ကြံလာနေကြတယ်ဘိုင်းကတော့ဒီ MPC လို့ခေါ်တဲ့အခုပေါ်ရရှိလို့အကျန်နဲ့ပဲဒီနောက်ဘိုင်းကတော့ဆရာကြီးရောက်သူညီညာရေးညီတော်ကလည်းဒီစီစီပါကျွာကြီးရောက်သူညီညာရေးညီတော်ကလည်းဆက်ကြရောက်သူဖြစ်ဆိုတာညီတော်ကသူ့ကြည့်ဖြစ်မှာပဲလို့ဆိုတာသူ့ကြည့်ဖြစ်မှာလားဆိုတော့ဒီလိုလေးခုရဲပါဒါနာမည်ခုရဲတဲ့ မဟုတ်ဘူးနာမည်နဲ့ပြောတယ်ဆိုတာဒီလိုဆိုပြန်ရရင်ဒီလိုဆိုတာဒီလိုဆိုရင်ဒါမှအဲဒီကဲဆိုရင်ဒါမှအများကြီးတစ်သက်ကနာမည်ကိုကြည့်တယ်လို့ဆက်ပြရဆုံးတယ်ဆိုတာဒီလိုဆိုတာလည်းအများကြီးတစ်သက်ပါအဲ့ဒါကိုဆောင်းအပ်တယ်ရာသမာဓိသာသီတိသာဘာသာရောဒီလားသူမြညာရင်ဒီလားသူစက်တဲ့ပုံတွေသာလို့သူဒီလိုရောမြညာမှာဖြစ်တာ ဒီလိုကြောတိပြီးပြီးတဲ့နေရာမှာရှိရဲ့ဒီရဲ့ခံစားတာကိုပြောရအောင်။စိတ်ဓာတ်ကြောက်။ဒါကျမတို့ရဲ့အခုဒီကံဟာတိခါရစေဒီဘောတူဒီဖြစ်တဲ့ NCA စာလို့ပေါ်မှာဆရာချိန်ပြောလို့တော့။ဒါကြောင့်မလို့အဲ့ဒီ PKJ ရဲ့ခံစားတာကိုဆက်ပြီးရှင်းတာပေါ့။ ောက်တဲ့ဒီကြီး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 တဲ့ဒီပုံပေါ်တော့ဒီဘာလို့ဒီလိုရောက်လာရပါလိမ့်မယ်။ဒါတွေကိုလည်းပြောလို့ဆက်ပြီးဒီစီဝေးနေတယ်။ဘာလို့ဒီနေ့အစီအစဉ်မှာဆွေးနွေးတော့မှာဖြစ်တာ။အဲ့တော့အကြောင်းလေးရှိတာဒီနိုင်ငံရေးအကြောင်းလေးဒီနိုင်ငံကြီးအောင်နောက်တော့နောက်အနာဂတ်မှာဘာလို့ဒီအချက်တွေနဲ့နိုင်ငံကြီးအောင်အကြောင်းလေးတွေဒီနိုင်ငံမှာအကြောင်းလေးတော့ဖြစ်ပါတယ်ဒီလိုအကြောင်းလေးကြီးအားဖြင့်ဘာလို့ရဲ့ရင်းချရေးပြည့်စုံမှုကိုပြတ်ထောက်ဖို့ဒီနိုင်ငံရေးစာရေးစုတို့အကြောင်းလေးရတာဖြစ်ပါတယ် ေသားကြီးပေါ်ပြီးရှိခွေးကိုဒီမှာသူကခေါ်ရသူတွေတက်အောင်ပြင်နေတယ်ဒီတဲ့တော့ရှောက်မှာတို့မိန်းကြီးရဲ့စစ်စင်နဲ့ဆက်ွယ်တဲ့ခဲ့တဲ့ခါမှာမိန်းကြီးရဲ့စစ်စင်နဲ့မှာပါတဲ့ပုဂ္ဂိုလ်ကြီးအဲဒီနိုင်ရှိရတဲ့ခါမှာသူကဒီသားကြီးပေါ်ပြီးခေါ်ရသူကမိန်းကြီးရဲ့စက်တဲ့နားရှိပါအဲ့ဒီတဲ့တော့မှာဒီမှာတို့အဲရက်တည်ခဲ့တဲ့ဘူဝါဒကဒီမှာတို့ဆက်ပြီးတော့အဲ့ဒီတော့ ်ဟာဒီလိုပါဆက်ပြောရတဲ့ဆိုတော့အခု litigation ကိုဖန်ဆင်းအောင်ဖြစ်တဲ့အခါဒါကြောင့် NCA ရဲ့ခုပြထားတဲ့သူပြန်ပြောင်းလဲနိုင်တဲ့နေရာဒီမှာသူပြောင်းလဲမှုရိစ္ဆာကဒီဇိုင်းမှာကျွားလို့ဝင်လိုက်လို့ဒီဘက်ကသင်ကြားတဲ့အမူအရာကိုသူကသုံးသပ်မှာခုမှခါရပြောင်းလဲပြီးတော့သူကသုံးသပ်မှာမဟုတ်ပါဘူးပြောချင်တာဒီဇိုင်းကိုပြင်ဆင်ဖတ်ကြည့်တာအရင်နှစ်ဘယ်ကလာရောက်ဝယ်အောင်ပြန်ပြီးတော့ဆက်ကြောင်းလို့ထိုင်မှာမဟုတ်ပါဘူး အဲ့ဒါဒီဇိုင်းမှာမူရဒီညာလေးကိုလိုအပ်တယ်လို့ပြောချင်ပြတော့နောက်ဒီရခဲ့တဲ့ချက်ချက်ကိုလည်းအဲ့ဒီဆိုတော့ဒီပြည်ကြမ်းတဲ့ဒီကိုတည့်ရဲလို့ကျင့်တဲ့နေရာမှာတော့ဒီလိုဆောင်းနေတော့မှာပဲအခုဒီမှာတော့အခုဒီမှာတက်လာတဲ့ဒီပြည်ရေရှိပုံနေတဲ့မှာဆိုလို့ရှိရင်အာဒိုင်းလာရတဲ့ကတဲ့ပါပါတယ်နိုင်ငံရေးဖွဲ့စည်းပြီးကြတဲ့ပါပါတယ်အရက်ဖွဲ့စည်းပြီးကြတဲ့ပါပါတယ်ဆိုတော့ဆွေးရတဲ့အခါမှာပါပါတယ် တော့လို့ဖက်တဲ့ကအာလာတဲ့နေမှာဆိုတော့ဖက်ကရှိမှာအလင်းတွေ့တဲ့အဲဒီပုဂ္ဂိုလ်ကတောင်းပါပါဘူးလို့ခါတန်းထမ်းဆောင်တဲ့ဓာဝိညာဉ်ကိုဆက်ပြီးပါနေတဲ့ပုဂ္ဂိုလ်ရှိတယ်ပုံမှန်ဆိုရှင်တော်တော်ကြီးတွေဟာဒီတော့ဘုရားရဲ့ပုံပြီးတဲ့ဒီတော့ပေါင်းကင်လာခဲ့တဲ့ဘုရားဌာနတွေကိုပူဇော်ပြုတဲ့ဒီပြပိုင်းအော်ဘုရားရှင်ကိုအလုပ်ပြပါလေလို့ပြောကြတဲ့အချက်ဆုံးကတော့ဒီတော့ကတော့ ဒီပြည့်ရှင်ရေကျုပ်ဒီနေပါဝင်ခဲ့တဲ့ဆက်ကုသတ္တမှာရှင်ရေကျုပ်ဒီနေပါဝင်လာတာဖြစ်ပါတယ်။ဒါတော့အခုဟိုမြလာရင်းသူရှိဖတ်ကြတာပါဝင်နေလောကကတော့ကြီးခဲ့တဲ့အဲ့ပါဝင်ခဲ့တာပါ။အဲဒီရာဇဝတ်ရခိုင်ကုသတ္တဖွဲ့ရပြီးတော့အထုတ်နေတဲ့ဒီကဲပါဝင်ခဲ့တာဖြစ်ပါတယ်။နောက်အခါနိုင်ငံရေးပါဌနာပေါင်းခဲ့တဲ့ဖွဲ့စည်းရတဲ့အခုဒီမှာပေါင်းနေပါတယ် ဓာရီကတော့အကြောင်းလေးရှိတယ်ဆိုတာကအကြောင်းလေးရှိတယ်ဆိုတာအကြောင်းလေးရှိတယ်ဆိုတာဒီကောက်ပဲရလာဒီရတယ်မဟုတ်ပါဘူးမားတို့အရင်ကဘူးအရတဲ့တောင်းလေးတဲ့ချင်းချင်းများတယ်မားတို့ကြောင်းလေးမဟုတ်ပါဘူးအနိုင်ဖွဲ့စည်းပိုင်းအဖွဲ့ဖက်တယ်ဆိုရင်ဒီဖားရဲ့ဒီမန္တလေးမှာဆိုရင်ခုလက်ရှိနိုင်ငံရေးဖွဲ့စည်းရေးကိုလည်းပြောပြတာ။အဲတော့ကိုယ်တိုင်ကျော်တော့ဖွဲ့စည်းများအားလုံးကိုဒီရင်းရိုင်းဒီလာကံထဲမှာကိုစားပြု ဒီမပြည့်ရေးဆိုတာအဲရောင်းရတဲ့ဘောဓာတ်ကြီးကိုဖြစ်တာဒီမှာတော့အရာတော့ကြောဒုလာဒုတိယဒီလိုပါလေတော့ခဲ့တာခုလည်းအဲ့ဒီဘူတိုင်းမှာဆက်ပြီးတော့ရည်ရည်ကောင်းမှဖြစ်ပါတယ်နိုင်ငံရေးအဖွဲ့အစည်းများရဲ့ပါဝင်မှုဟာနိုင်ငံရေးအဖွဲ့အစည်းများကပြည်သူလူထုကိုထွတ်တော်အစည်းအဝေးမှာကိုယ်စားပြုမှုပေါ်မှာအခြေခံပြီးတော့ဘာလို့ဆောင်ရွက်ရမလဲဆိုတာကိုကြည့်ပါပြောတာပြောချင်တာကတော့ ဘုလေကျော်တော်နိုင်ငံရေးပါတီအားလုံးဟုတ်တယ်လေတို့တော်တစ်ခုဟုတ်တစ်ခုမှာအနည်းဆုံးကိုယ်စလဲပါဝင်တဲ့နိုင်ငံရေးပါတီများကတော့တို့ရင်းကြိုင်းညီနာခံပြီးပါကိုယ်စလဲဖြစ်တဲ့ပါလူချက်ကိုပြုစရာကိုဆန်းလို့အရှင်းထားပါတယ်ဒီလိုပြောခြင်းအဖြစ်ဂျာနဲ့နိုင်ငံရေးပါတီကညီနိုင်ရေးဒီလာကနေသက်သာမှုရှိတော့ဘူးလားဆိုပြီးတော့မေးခွန်းထားတယ်အဲ့မေးခွန်းထားတယ်သက်သာမှုရှိပါတယ်အဲ့ဒါဒီလိုလဲဆိုတော့ကျမတို့အဲ့ ့ဘူးဖြစ်ဖြစ်ရဲ့ကျေပေါ့ကျေဆိုရဲ့ကန္တာနဲ့ပတ်သက်လို့လည်းတချို့ကပြောပါတယ်ကျေဆိုရဲ့ကန္တာဆိုတာနေရာရဲ့ဖြစ်စဉ်မှာသမိုင်းရကျွန်တော်တို့ခါရီးရဲ့ကြာခင်ကသမိုင်းရပေါ့ကိစ္စသမိုင်းရမျိုးမျိုးပုံစံနဲ့ပေါင်းယူခဲ့ကြတာတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်နေရာရဲ့ဆွေးနွေးပွဲထဲမှာဆက်ပြီးတော့ဆက်ပြီးတော့လှုပ်ဆောင်နေတာတွေလည်းရှိတယ်တချို့ကြတော့ညံ့ညံ့အနေနဲ့ဖော်ရံတစ်ခုအနေနဲ့ တရားစုံတွေကပေါဝင်ပြီးတော့ဆံမဲ့ဆိုင်နေရှိပါတယ်။အဲတော့ဒီလိုနေရတော့ဒီကိယာလေးလမ်းကိုကျွန်တော်တို့ပါလဲဆိုပြီးတော့ဒီလိုစဉ်းစားခံဖြစ်ပါတယ်။အဖြစ်လို့လဲဆိုတော့ဒါရနိုင်ငံမှာဆူဆီတရားစုံတွေကတော့လည်းများလာပါပြီ။ဒါပေမဲ့တရားစုံတွေကဒီဒီကိယာလေးလမ်းကနေမှထည့်လိုက်တဲ့ဆူဆီကဒါမှဒီလမ်းကနေအပေါင်းပေါင်းနေတယ်။ဒါရနိုင်ငံရဲ့အဓိကလူလူအချက်ကတော့ကြီး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 နဲ့ နိုင်ငံရေးဖြစ်စီဒီကိုအကောင့်ထဲပေါ်ပေးနိုင်မှုဖြစ်ပါတယ်။အဲကြောင့်ဒီမှာတော့ CS parallel forum ကိုထူထောင်တယ်လို့ဒီမှာတော့ပြောပြစာပြီးတော့ပြောသွားမှဖြစ်ပါတယ်။အဲကြောင့်အခုဒီနေ့ကတော့အဓိကကတော့ဒီနေ့ CS ရတော့ CS ကိုပြန်လည်းဖွဲ့စည်းရဲ့ဖြစ်ပါမယ်။ဒီလေဒီလိုကြတဲ့ဖြစ်တဲ့ကိစ္စတွေမှာအခုလက်ရှိဒီဒီကျေးဇူးတွေမှာပါနေတဲ့ ုတ်ဝင်များအားလုံးရဲ့အချိန်ကြီးကိုလည်းကျွန်တော်ကြည့်ချင်ပါတယ်။ကျွန်တော်တို့ကိုအစ်စ်ပါဝင်လာတဲ့ကျွန်တော်အဖွဲ့ဝင်တွေရဲ့ဒီလိုလည်းသိကြပါမယ်ပါ။ဒီလိုကျွန်တော်တို့အမြင်ချင်းကလေးပြီးတော့မှနောက်ဆုံးဆုံးဖြတ်ချက်ကိုထားမှာပါ။သာသိကြအချင်းဆက်လို့လည်းရပါဘူး။ကျေးဇူးတင်တဲ့ဖွဲ့စည်းရေးကိုအများဆုံးသာလို့ပြအောင်လုပ်အောင်ဖြစ်ဆုံးဟာဒါကိုဖွဲ့စည်းကြီးမှသာရရဲ့ဈေးရိုင်းဒီလာကအတွက် ရရှိမှုကိုဒီမှာဆက်ပြီးတော့လုပ်ကြဆောင်နိုင်မှာဖြစ်ပါတယ်။အဲကြောင့်အခုဒီမှာဒီနေရာရခိုင်ကတော့ဒီမှာတို့ဒီမှာပေါင်းရင်းရဲ့စီးဝေးမှာတက်ရောက်တဲ့ပုဂ္ဂိုလ်များအားလုံးဟာဒီလိုဒီနေ့ဒီအားဖြင့်ဈေးရတဲ့ဒီလာကံကြီးအောင်မြင်အောင်လုပ်ဒေလိုပုံစံနဲ့ဒီရှင်ကိုဖိတ်တဲ့လေဆိုတာကိုဘုရားရှင်ကြီးကြားကြပါ ်ပြင်ကြတဲ့ဒီပေါ်မှာအခြေခံပြီးတော့ဒီဘက်ကိုဆုံးဖြတ်တဲ့အခါဆက်ပြီးတော့လုံးလေးလုံးထိုက်တဲ့ဒီမှန်ဒီကိုအောက်ပြပေါ်ပါမှာဖြစ်ပါသေးတယ်